စမယ်မနေ့ကအဘဘာလုံးလုံးအဘအွက်တွေအရန်လာတာပဲလို့ပြောဆိုတယ်တတ်ထောက်ခံသူတယောက်နဲ့ကျွန်တော်ငင်းကုန်ဖြစ်တယ်လူဆိုတာကိုထင်ရကိုပြောတတ်ကြတာကိုအဲ့ဒီလူကပြောတယ်ဗျ NLD ပါတီမဲခိုးတယ်မဲလိမ့်တယ်တဲ့အဲ့ဒါကြောင့်ဒီနေ့ဒီချိန်ထိဒီတိုင်းပြည်မှာဒီလိုပြဿနာတွေတက်နေရတာတဲ့ကျွန်တော်ကတော့သူ့ကိုပြန်ပြီးမေးလိုက်တယ် ရေကောက်ပွဲကော်မရှင်ဆိုတာအဲ့ဒီကိစ္စတွေအတွက်တာဝန်ရှိဆုံးပဲမဟုတ်ဘူးလားသူတို့အောက်မှာလေမဲစင်းရင်စစ်စီတဲ့အဖွဲ့တွေမဲယုံတာဝန်ခံတွေအများကြီးရှိတာမြေတကယ်လို့များ NLD ကမဲခိုးတယ်ဆိုရင်ကော်မရှင်ကဘာလို့မသိရတာလဲတိတိကြီးနဲ့မျက်ကွယ်ပြုတ်တယ်ဆိုရင်တော့ကြံရပါဗောမသိဘူးဆိုရင်လည်းတာဝန်နဲ့ဟင်တာပဲဘလို့ပဲဖြစ်ဖြစ်မှားနေတာပဲလေဟုတ်ဘူးလားပြီးတော့ခမည်းစင်စားကြည့်လေဗျာ စစ်တပ်မှာထောက်လန်ရဲ့အဖွဲ့တွေဘလောက်များလဲစာအဖားတို့စာရကားတို့အင်ဗနာမများမှများပြည်ရေးရေးမှာလဲစသုံးလုံးနဲ့နာမည်ကြီးတဲ့အဖွဲ့တွေရှိသေးတယ်ရဲထောက်လန်ရဲ့အဖွဲ့ဆိုတာလဲရှိသေးသဗျအဲ့ဒီအဖွဲ့တွေကဘာလို့မသိရတာလဲပြည်ရေးရေးဝန်ကြီးဆိုတာကလဲစစ်တပ်ကခန့်ထားတဲ့သူတွေပဲလीသူတို့လောက်မှရှိတဲ့ဝန်ကြီးဌာနပဲမဲစင်းရအမားတွေကိုသူတို့ဘာလို့မသိရတာလဲနောက်ဆုံးတစ်ခုအနေနဲ့ပြောရရင် မဲရလက်တွေမကြီးညာခင်မှာတော့ဘာလို့ဘသူကမှမတားမြစ်ခဲ့တာလဲ NLD အနိုင်ရမှမဲစင်းရမားတယ်မဲလိန်နေဆိုပြီးអော်နေတာကတော့ဘာသဘောလဲဗျာတကယ်တော့တိုင်းပြည်မှာအခုလို့ပြဿနာတွေဖြစ်နေရတာဟာဂတိမတီးတဲ့လူတယောက်ကြောင့်ဗျအသက်ပြည့်ရင်ပင်စင်ယူမယ်ဆိုတဲ့ဂတိပြည်သူတွေရွေးချယ်တဲ့မဲရလက်ကိုအတိမတ်ပြုပါမယ်ဆိုတဲ့ဂတိတိုင်းပြည်ကိုတစ်နှစ်ပဲအာဏာထိန်းတာပါ တိမ့်တာမဟုတ်ပါဘူးဆိုတော့လေတဲ့တိုက်အင်လိုဂရီတွေကြောင့်တိုင်းပြည်ကဒီနေ့ဒီလိုချင်းတွေကိုကြောက်ခဲ့ရတာပါလူမာဂရီမဲမာတက်စားတဲ့ဂရီမတီတဲ့သူပလင်ပေါ်မှာထိုင်နေသူတွေဘေပီသူကမှငင်းငင်းစင်စင်နေရမှာမဟုတ်ဘူးအန်နီတွေကတော့ရှင်းတယ်2021ခေတ်ကတော်လန်နေကြတဲ့သူတွေဒီဘက်အစိမ်းထောက်ခံသူတွေကြတော့လေးနှစ်လုံးလုံးချီးစားလာတာချီးမှန်းမသိရင်တော့နေခဲ့လိုက်တော့သူလုတ်ခဲ့သမျှအရာအားလုံးနဲ့ တက်ထောက်ခံသူတွေဟာတမိုင်းမှာအမဲဆက်တစ်ခုဖြစ်ကျန်နေခဲ့မှာပါ။နောက်တစ်ချိန်မြန်မာပြည်အကြောင်း ပြန်ပြောကြတဲ့အခါဂတိမတီးတဲ့စစ်ကောင်းဆောင်တစ်ယောက်နဲ့သူတို့ရဲ့နောက်လိုက်တွေအကြောင်းလဲပါလာမှာပါ။တဲ့တွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီဘော့စ်လေးစတိုင်